80ခေါ်ဆိုပြီး၈ထိတ်နဲ့နိုင်ငံပေးတာ38ထိတ်ကို38အပိတ်နော်38ထိတ်ကို38အပိတ်နဲ့ပေးတာနော်38အပိတ်ကို38ထိတ်နဲ့လာတောင်းတဲ့သူကိုလည်းပေးတယ်၈ဘူး၃ဘူးအဲ၅ဘူးအဲ၃ခွက်ပေးတာနော်အဘူးကြီးပဲပေးတာအားစရာမလိုဘူးပေါ့နော်အားစရာမလိုတဲ့အဘူး၃ခွက်ပေးလိုက်တယ်၈ဘူး၃ဘူးနောက်ပြီးတော့ အဲငါဘူးအဲ့တော့ကပေးလိုက်တဲ့အခါမှာသူက80ခွန်ဖြစ်နေတာဒီမှာ80ခွန်ဆိုပြီးဖြစ်နေတာပုံမှန်ဆိုရင်တပွင့်တက်နေကြပုံမှန်ဆိုရင်80ခွန်ဒါကျွန်တော်တွေ့တော့အရှိဘူးဖြစ်ပြီလို့ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးတော့ပောက်ပြီဗျာလို့ကိုကိုစိတ်ထဲမှာတွေးနေတာပေါ့နော်အရှိဘူးဖြစ်မှာ80ခွန်80ခွန်နဲ့72နာရီနဲ့ဟို16စက္ကန့်လောက်မှာ80ခွန်ပေါ့နော်ဖြစ်နေတာတကယ်ဆိုရင်အဲ80ခုဆိုပုံမှန်တိုင်းဆိုရင်တပွင့်တက်ပြီးတော့10ဘူးဖြစ်ရမှာเนา ရှစ်ဘူးပြရမှာပုံမှန်တိုင်းဆိုတာဖြစ်နေကြပဲလीเนาะပုံမှန်တိုင်းဆိုကျွန်တော်တို့ရှစ်ဘူးဖြစ်နေကြပဲ89ဖြစ်နေတဲ့အချိန်မှာရှစ်ဘူးဆိုပြီးတော့ဖြစ်လိုက်ရမယ့်ဟာကိုရှစ်ဘူးမဖြစ်ဘဲနဲ့80တက်ဆိုပြီးကောက်ပြောင်းသွားတယ်เนาะဒါတော့လုံးဆက်တွေပဲเนาะလုံးဆက်တွေအဲ့လိုမျိုးရှိနေပေါ့เนาะလုံးဆက်တွေပေါ့เนาะမကြီးရဘူးပေါ့เนาะသူတို့ကအဟာတမပါပဲမဲ့လေเนาะတော်တော်ကြီးရတဲ့အဟာတလေးတွေပဲပြောရမှာပေါ့เนาะ 80ခွန်နဲ့သူကပုံမှန်ဆိုရင်10ဘူးတက်နေကြမှာဆို80ဆိုပြီးပြောင်းနေပေါ့နော်အဲ့လိုရှိအကတိညနေပုံမှန်ထုတ်နေကြတိုင်းထိတ်စီအဲထိတ်စီလေးလုံးနဲ့နောက်ပိတ်သုံးလုံးဗရိတ်ထုတ်ပြီးခဲ့မယ်နော် ပုံမှန်ထုတ်နေကြတိုင်းခဏ12ခွန်ထုတ်ပြီးခဲ့မယ်ဟုတ်ပြီနော်ပုံမှန်ထုတ်နေကြတိုင်းတန်းငယ်ခဏ12ခွန်ကျွန်တော်ရဲ့ကိုမောင်များကိုထုတ်ပြီးခဲ့မယ်နော်ကြိုက်နေတဲ့ကိုမောင်များယူသုံးလို့ရအောင်ပါနော်ကြိုက်တဲ့ကိုရီမတွေ ကျန်နေတဲ့ဆိုတဲ့အကူမှများအားလုံးယူသုံးပါတော့မကြိုက်တဲ့ကိုရီမကြီးတော့ယူမသုံးနဲ့ဗျာမကြိုက်တဲ့ကိုရီမကြီးတော့ကျွန်တော်ကမှမယူမသုံးနဲ့ပေါ့အင်္ဂလာမင်္ဂလာပါတားရတယ်ကျမချမ်းသာပါစေဟုတ်ကဲ့ပါဦးတေးဆိုတော့ကောက်ပန်ရှင်မင်္ဂလာပါနော်ဘယ်ဦးတေးဆိုတော့ကောက်ပန်ရှင်လည်းစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းကိုပါလုံရင်ဆန္ဒကြီးလည်းပြုဝကြပါစေလို့တန်ငယ်ရဒီနေ့ကနေဆုတောင်းပေးပါရတယ်တန်ငယ်လိုက်ရှိုးကို စဉ်ဆက်မပြတ်အမြဲတမ်းအားပေးနေသောအကူမများနဲ့တကွနော်အခုမှကြည့်ရှုပြီးအားပေးနေတဲ့အကူမများအပါဝင်ကမ္ဘာပေါ်ရှိနော်လူသားများအားလုံးကိုယ်စိတ်နှပြရှင်သန်ချမ်းမြေပါစေလို့တန်ခါကဆုတောင်းမေတ္တာပို့သားလို့ပြီးပါတယ်ဗျအားလုံးပဲကိုယ်စိတ်နှပြရှင်သန်ချမ်းမြေကြပါစေနော်ဒါဆိုရင်တန်ခါတို့ထိုက်စီနောက်ပိတ်ပရိချုပ်ပေးခဲ့မယ်တော့မယ်အားလုံးပဲတယောက်တစ်ချက်လိုက်ကြည့်ပါနော် share လို့ရတော့အကိုရီမာတွေတယောက်တစ်ချက် share ပေါ့နော် line လမ်းမလေးတွေကိုနှိပ်ထားပါ share လို့ရတဲ့ကျွန်တော်ရဲ့အကိုရီမာတွေတယောက်တစ်ချက် share line လမ်းမလေးတွေကိုကျွန်တော်ကမှများတယောက်တစ်ချက်တယောက်တစ်လက် share လို့ရတဲ့နေရာလေးမှာတယောက်တစ်ချက်တယောက်တစ်လက်ကျွန်တော်ကမှများ share ခြင်းဖြင့်ကူညီပေးပါအောင်လို့တောင်းရပြောချင်ပါတယ်ကျွန်တော်ကမှများအားလုံးပေါ့နော် ကဲအားလုံးမင်္ဂလာပါဒါဆိုကျွန်တော်ရဲ့ခွေမော်ရီ live show လေးစတင်ပြီးတော့တွေ့ကြရအောင်ဖုန်းနံပါတ်ပြောပြပါဇာတဲ့အင်္ဂါမကြုံလို့တင်လို့အင်္ဂါမကြုံဖုန်းနံပါတ်တော့ပြောထားတယ်နော်ဟုတ်ပြီအင်္ဂါမကြုံမွေးကွက်ဒီမှာပါဟုတ်ပြီနော်အင်္ဂါမကြုံမွေးကနလိုချင်တဲ့ကိုဒီမိုင်းရဒီဖုန်းနံပါတ်ကိုဟိုင်းရမယ်နော်အင်္ဂါမကြုံ လိုချင်တဲ့အကူမများကတစ်ချက်ပြပေးပါနော်အင်္ဂါမကျော်မူကနန်လိုချင်တဲ့အကူမများမက်ဆန်ဂျာမှာယူလို့မရဘူးမက်ဆန်ဂျာတန်းငယ်မပေးဘူးနော်မက်ဆန်ဂျာတန်းငယ်မပေးပါဘူးအင်္ဂါမကျော်မူကနန်လိုချင်တဲ့ကူဒီမားတွေကဒီမှာဒီဖုန်းနံပါတ်မှာလာယူရမယ်နော်အင်္ဂါမကျော်မွေးကနန်းလိုချင်တဲ့ကုမ္ပဏီများကဒီဖုန်းနံပါတ်မှာလာယူရမယ် မွေးလိုဟိုင်းပါမက်ဆီယောပိုက်ပါအောင်ရတယ်နော်မက်ဆီယောပိုက်ပါလဲရမယ်မက်ဆီလည်းရမယ်ဒီဖုန်းနံပါတ်မှာလာယူရမယ်နော်ဒီဖုန်းနံပါတ်မှာလာယူရမယ်ကဲဒါဆိုကျွန်တော်ရဲ့ကူမကြီးတစ်ချက်သွားမယ်မင်းကတော့ထိတ်စီးလေးပဲဝင်လိုက်တယ်ပေါ့နော်ထိတ်စီးက3ရှစ်ထိတ်ကို3ရှစ်ထိတ်စီးကို3ရှစ်ပိတ်96ပိတ်နဲ့အတန်းငယ်ကြိုက်တယ်10ပူးပြီးတယ်80တိထွက်တယ် ကျွန်တော်ကျွန်တော်ရေကွန်မကြီးထိပ်စီးတစ်ချက်သွားကြရအောင်ဗျာထိပ်စီးလေးကျွန်တော်ကွန်မများတစ်ချက်သွားကြရအောင်ထိပ်စီးတစ်ချက်ကကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ဒီလိုသွားမယ်နော်မင်္ဂလာပါညီတဲ့မင်္ဂလာပါကိုကြီးမင်္ဂလာပါနော်မနေ့ကထိပ်စီးပဲမှန်တယ်ကိုကြီးနောက်ပိတ်လွဲသွားတယ်ဗျာ80ခွန်ဖြစ်နေတာတပွင့်တက်ပြီညီလေးကတော့10ဘူးဖြစ်ပြီလို့ထင်တာနော်သူက10ဘူးဖြစ်ပြီပဲ10တက်ဆိုပြီးပြောသွားအဲ့လိုလေးရှိတယ်ကိုကြီး ။ဒါမဲ့ရန်နေညနေအတွက်ထိစီ83ကကျွန်တော်တို့3အပိတ်96ဒီ6အပိတ်82ကကျွန်တော်တို့2အပိတ်နဲ့362သုံးလုံးပေါင်းခြင်းဖြစ်တယ်။36နဲ့3လုံးပေါင်းခြင်းဖြစ်ပါရဲ့36ကပေါင်းတော့9နဲ့2နဲ့ပေါင်းတော့1လို့ရမယ်36နဲ့ပေါင်းတော့9နဲ့2နဲ့ပေါင်းတော့1တဲ့เนาะ1လို့ကျွန်တော်ကမှအများကြီး1ကိုကျွန်တော်တို့ power ခေါ်တော့6 နှက်ခတ်ခေါ်တော့ရှေ့တစ်ချောင်းရှေ့ဒီကျွန်တော်တို့ထိတ်စည်းပါဒါဆိုထိတ်စည်းကကျွန်တော်တို့တစ်ချောင်းရှေ့ထိတ်တယ်တစ်ချောင်းရှေ့ထိတ်ကိုကျွန်တော်ရဲ့ဒီမှာရှစ်ထိတ်နဲ့80ဆိုပြီးထွက်တာတစ်ချောင်းရှေ့ထိတ်ကိုရှစ်ထိတ်နဲ့80ဆိုပြီးထွက်တယ်ဆက်တော့မယ်90ဒီကျွန်တော်တို့၃ညအပိတ်အပေါ်နီးဘူးတိုင်းပဲကျွန်တော်သွားတာနော်80နဲ့နှစ်အပိတ်80ဒီ၃ညအပိတ်နဲ့၃ညနှစ်၃ညအတော့လုံးမောင်းရင်းဖြစ်တယ် တုံညာနှစ်တုံညာသုံးလုံးပေါင်းချင်းကျွန်တော်ကောင်ပါများတုံညာနဲ့နှစ်နဲ့ပေါင်းတော့နှစ်ပါနှစ်နဲ့တုံညာနဲ့ပေါင်းတော့လေနှင်းလို့ပြောရမှာနှစ်ကိုပေါင်းအောင်ခေါ်တော့ခွန်နဲ့နှက်ခတ်ခေါ်တော့လေးနှစ်ခွန်လေးဒီကျွန်တော်တို့ထိုက်စီးလို့ပြရမှာနော်နှစ်ခွန်လေးထိုက်ကိုသူကပါထွက်လဲနှစ်ထိုက်နဲ့20အသုံးဆိုပြီးထွက်တာနှစ်ခွန်လေးထိုက်ကိုကျွန်တော်တို့နှစ်ထိုက်နဲ့20အသုံးဆက်သွားမယ် ဘောနီမူတိုင်းပဲ3ညာ9ဒီကျွန်တော်တို့9ဝပိတ်80က3ညာပိတ်23ကကျွန်တော်တို့3ဝပိတ်နဲ့9 3ညာ3သုံးလုံးပေါင်းခြင်းဖြစ်တယ်9 3ညာ3ကျွန်တော်ရဲ့ခွေမာတွေသုံးလုံးပေါင်းခြင်း9နဲ့3ညာနဲ့ပေါင်းတော့9 9နဲ့3နဲ့ပေါင်းတော့2လို့ရမယ်2လို့ကျွန်တော်ခွေမာများရပြီအဲ့ဒီ2ကိုကျွန်တော်တို့ပါဝါခေါ်ခြင်းဒီခွန်နဲ့နက္ခတ်ခေါ်ခြင်းဒီ4 2ခွန်လေးဒီထိတ်စီးပါ နှစ်ခွန်လေးတိတ်ကိုသူကခွန်ထိတ်နဲ့98ဆိုပြီးထွက်တယ်။အားလုံးမင်္ဂလာပါနော်။မင်္ဂလာရှိတယ်ကျွန်တော်ရဲ့ကိုမာရီ။နေ့လေခင်းလေးပါဗျ။အားလုံးပဲမင်္ဂလာ။နေ့လေခင်းလေးပါ။ခွန်နှစ်လေးတိတ်ကိုနှစ်ခွန်လေးတိတ်ကိုခွန်ထိတ်နဲ့98ဒါဆိုယနေ့ညနေ4နာရီကိုအတွက်တန်းကြီးကိုကင်သုံးမဲ့ထိတ်စီးကဘာထိတ်စီးပြုလဲတစ်ချက်လိုက်ကြည့်ပေါ့နော်။52ဒီကျွန်တော်တို့နှစ်ရက်ပိတ်ပါတဲ့။ 23က3ပိတ်88တိကျွန်တော်တို့ရှေ့အပိတ်နဲ့နေ38 3လုံးပေါင်းခြင်းဖြစ်တယ်နေ38 3လုံးပေါင်းခြင်းနဲ့နေ38 3လုံးပေါင်းခြင်းနေ့နဲ့3နဲ့ပေါင်းတော့9နေ့ကဲ3ရေပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့3လို့ရ3လို့ကျွန်တော်ကမှမြင်ရမယ်3ပါဝါတိရှိ3နှစ်ခတ်တိ9 3ရှင်း9တိကျွန်တော်ရဲ့ကိုမှလေးထိုက်စီလို့ရမယ် ်တို့ထိတ်စီးက385ထိတ်လို့ပြောမယ်ဟုတ်ပြီနော်385ထိတ်စီကိုယနေ့ညနေမှာခြင်သုံးမယ်168ထိတ်ကို8ထိတ်နဲ့80နှစ်ခွန်လေးထိတ်ကို2ထိတ်နဲ့23နှစ်ခွန်လေးထိတ်ကိုခွန်ထိတ်နဲ့88ယနေ့ညနေ4နာရီခွဲအတွက်ကို385ထိတ်စီလို့ပြမှာ3 8 5 ထိုင်စည်းလို့ပြရတယ်ပေါ့နော်။နေ့ညနေ၄နာရီခွဲအတွက်ထိုင်စည်းကအဲ့လိုလေးတော့ပြထားတာရှိတယ်။ကြိုက်တဲ့ကိုဒီမှလည်းယူသုံး၃၅ထိုင်လို့ပြမယ်။အဲ့ဒါနောက်ဝိတ်တစ်ချက်သွားမယ်နော်။နောက်ဝိတ်တစ်ချက်သွားမယ်။နောက်ဝိတ်တစ်ချက်လိုက်ချင်း။ 63ဒီကျွန်တော်တို့၃ဝက်ပိတ်ဒါကနောက်ပိတ်ဆိုက်ကိုပြနေခြင်းဖြစ်တယ်နော်ဒါနောက်ပိတ်အပိတ်ဆိုက်ကိုပြခြင်းဖြစ်တယ်အပိတ်ဆိုက်လေးပါတစ်ချက်လိုက်ကြည့်ပါ63 3ဝက်ပိတ်82ခွန်ထိုက်3ခွန်နှလုံးပေါ်ခြင်း၃ညလို့ရတယ်၃ခွန်နှလုံးပေါ်ခြင်း၃ည၃ညပါဝါတီ၅၃ညနှက်ခတ်တီခွန်၃ည၅ခွန်အပိတ်ပါနော်ဒါဆို168ထိတ်ကို395ခွန်အပိတ် တကြောင်ရှစ်ထိပ်စီ35ခုအပိတ်ကိုသူဟာရှစ်ထိပ်စီ35ပိတ်နဲ့80ဆိုပြီးထွက်တာ80ဆိုပြီးကျွန်တော်ရဲ့ဂွေမာကြီးထွက်တယ်ဆက်သွားမယ်90ဒီကျွန်တော်ရဲ့ဂွေမာကြီး35အပိတ်80က8ထိပ်38နှလုံးပေါင်းခြင်း38နှလုံးပေါင်းခြင်း8လို့ရပါတယ်။8ပါဝါဒီကျွန်တော်တို့တောင်းလို့8နှစ်ခတ်တိ1 8 3တိဒီကျွန်တော်ရဲ့ကူပါအပိတ်လို့ပြ။ ဒါဆိုထိုက်စည်းက204ထိုက်ထိုက်စည်း204ထိုက်ကိုအပိတ်က831အပိတ်နဲ့204ထိုက်စည်း831အပိတ်ကိုသူက2ထိုက်စည်း3အပိတ်နဲ့23ဆိုပြီးတဲဝင်တာ နှစ်ခုံလေးထိပ်ကို၈၃တိအပိတ်နဲ့သူကနှစ်ထိပ်၃အပိတ်နဲ့23ဆိုပြီးတဲဝင်တယ်ဆက်သွားမယ်။ပုံညာ၉တိကျွန်တော်တို့၉အပိတ်23ကနှစ်ထိပ်၉နှစ်နှလုံးပေါင်းချင်း၉နှစ်နှလုံးပေါင်းချင်း၁ပါ၁ကိုပါဝါခေါ်တော့6တဲ့။နှက်ခက်ခေါ်တော့၈၁6 8တိကျွန်တော်တို့အပိတ်လို့ပြမယ်။၁68အပိတ်ဒါဆိုထိုင်စည်းက2ခုံလေးထိတ်ထိုင်စည်း2ခုံလေးထိတ်ကိုအပိတ်က168အပိတ်တဲ့ နှကုံလေးထိစီ16ရှယ်ဘိတ်ကိုသူခွန်ထိစီရှယ်ဘိတ်နဲ့98ဆိုပြီးတဲဝင်တယ်။ဘယ်နော်ခွန်ထိစီရှယ်ဘိတ်နဲ့98ဆိုပြီးတဲဝင်တယ်။ဒါဆိုယနေ့ညနေ4နာရီခွဲမှာတန်ငယ်တို့ရထားတဲ့ထိစီကဟာဒီမှာ385ထိစီ385ထိစီကိုသူအပိတ်ကဘာပိတ်နဲ့ကစားမလဲဆိုတော့52ရဲ့ဘိတ်98ခွန်ထိနှစ်ခွန်နှလုံးပေါင်းချင်း နှစ်ခုနှလုံးပေါင်းခြင်းကျွန်တော်တို့ကိုးလို့ရမယ်နှစ်ခုနှလုံးပေါင်းခြင်းကျွန်တော်တို့ကိုးပါကိုးပါဝါဒီ၄ပါကိုးနှစ်ခတ်ဒီ၆ပါကိုး၄၆ဒီယနေ့ညနေ၄နာရီခွဲထွက်နောက်ပိတ်အဖြစ်ဂိုင်းတော့မှဖြစ်ပါတယ်ဒါဆိုထိတ်စည်း35ထိတ်ကိုအပိတ်က၉၄၆အပိတ်6အပိတ်နဲ့ 385ထိတ်ကို646အပိတ်လို့တန်းခဲ့လို့ရနေညနေ4နာရီခွဲအတွက်ကင်သုံးထားတာလေးရှိရယ်။ဒါပေမဲ့တမျိုးသားသောထိတ်စီးပြပေးဦးမယ်နော်။တမျိုးသားသောကျွန်တော်ရဲ့ခွေမာတွေထိတ်စီးလေးပြပေးခြင်းနဲ့တမျိုးသားသောထိတ်စီးကျန်းသက်တဲ့ကုံပေါင်းများယူတော့နော်။တမျိုးသားသောထိတ်စီးဆိုရင်လည်းနှလုံးပေါ့နော်။ဒါပေမဲ့တူညီမှုရှိတယ်ပေါ့နော်။တူညီမှုရှိလို့တန်းခဲ့တမျိုးသားသောထိတ်စီးလို့ကင်သုံးနိုင်ခြင်းဖြစ်ပါတယ်။ 60ဒီကျွန်တော်တို့ကိုးထိပ်ပါတုံညာကိုကိုးအပိတ်ကိုးကိုးနှလုံးမောင်းခြင်းရှစ်တော့ကိုးကိုးနှလုံးမောင်းခြင်းရှစ်ရှစ်နှစ်ခတ်တည်တဲ့ရှစ်တည်းထိပ်တဲ့ရှစ်တည်းထိပ်ကိုတုံညာငါးခုအပိတ်နဲ့သူကဘာထလဲရှစ်ထိပ်စီတုံညာပိတ်နဲ့80ဆိုပြောတယ်ဆက်သွားမယ်တုံညာကိုတုံညာထိပ်တုံညာနဲ့နှစ်ရဲ့ပိတ်တုံညာနှစ်နှလုံးမောင်းခြင်းတုံညာနဲ့နှစ်နဲ့ပေါင်းတော့နှစ်ပါ နှစ်နှခတ်တီလေးနှစ်လေးတီအပိတ်နှစ်လေးတီထိတ်နှစ်လေးထိတ်ကို၈၃တဲ့အပိတ်နဲ့နှစ်ထိတ်၃အပိတ်နဲ့23ဆိုပြီးတဲဝင်တယ်ဆက်သွားမယ်52တီလေးထိတ်3 6 6အပိတ်၄6နှလုံးပေါ်ချင်း3ညပါ3ညနှစ်ခတ်တီခွန်3ညခွန်တီထိတ်စီးပါ3ညခွန်ထိတ်ကို168အပိတ်နဲ့သွား ခွန်ဒိုင်စီရှေ့ရပိနဲ့88ဆိုပြီးတဲဝင်တယ်။အဲဒါယနေ့ညနေ၄နာရီခွဲမှာထိတ်စီကျွန်တော်တို့အပိတ်ဒီ96အပိတ်ကိုသူကထိတ်စီက396 3ညာထက်တဲ့81တရပိတ်3ညာ1နှလုံးပေါ်ချင်း3ညာနဲ့1နဲ့ပေါ်တော့1တရနှက်ခက်တိရှိတိရှိတိကျွန်တော်တို့ ထိုင်စီအဖြစ်ယနေ့ညနေ၄နာရီခွဲတော့ခိုင်းတော့ယနေ့ညနေ၄နာရီခွဲတော့တရှိထိုင်စီလို့ခိုင်းတော့လေတရှိထိုင်စီမှာဆိုရင် तू ကရှစ်ထိုင်စီရှစ်ထိုင်စီကတူညီနေတော့တန်းတန်းငယ်တို့ဒီမှာထိုင်စီကတစ်လုံးနဲ့ပဲယူရမယ်တစ်မျိုးနဲ့ပဲတစ်ထိုင်ဆိုပြီးယူရမယ်ဒါဆိုယနေ့ညနေ၄နာရီခွဲမှာအဲခဏဆက်နှက်ခွဲကတော့ပြည့်ပြီပေါ့နော် ထိုင်စီနောက်ပိတ်ပဲတန်းငယ်ခိုင်းတော့ဆိုတော့3851ထိုင်ကို 3851ထိတ်ကို646အပိတ်နဲ့ကစားလိုက်မယ်နော်3851ထိတ်ကို646အပိတ်နဲ့ယနေ့ညနေ4နာရီခွဲမှာ ကစားကြည့်မယ်နော်3851ထိတ်ကို အပိတ်က646အပိတ်နဲ့အားလေးကိုကိုရီမားကြီးပရိတ်တစ်ချက်ချုပ်ပေးခြင်းနဲ့နော်ပရိတ်တစ်ချက်ချုပ်ချုပ်ပေးခြင်းနဲ့ပေါ့ဗျာကျန်တဲ့တဲ့ကိုမောင်များကယူသုံးလို့ရအောင်ပရိတ်တစ်ချက်ချုပ်ပေးမယ်နော်ပရိတ်နဲ့လဲဆိုတော့ကျွန်တော်ရဲ့ကိုမောင်ကြီးတင်ခွက်လေးကိုပို့ပြီးကစားလို့ရတာပေါ့နော် ကင်မရာလေးတစ်ချက်ကြည့်ပရိစိုက်ကတော့ဒီမာလေးကမှန်ကလေးပရိစိုက်နော်တဆယ်ဒီတစ်ထိတ်96သူလုံးပေါင်းချင်း196ပေါင်းလုံးပေါင်းချင်း1နဲ့9နဲ့ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့6 6ဘဝသည်တ6နှစ်ကွယ်သူ69ဘရိတ်ကို82ဆိုရဲ9ဘရိတ်ဆက်တော့မယ်96သည်9ထိတ်82သည်သူတို့နှလုံးပေါင်းချင်း 6ခွန်2သုံးလုံးပေါင်းခြင်းဖြစ်တယ်6ခွန်2သုံးလုံးပေါင်းခြင်း6နဲ့ခွန်နဲ့ပေါင်းတော့6 9ရဲ့ခွန်ရဲ့ပေါင်းတော့6 6နဲ့2နဲ့ပေါင်းတော့8လို့ရမယ်6ကိုပေါင်းဝါခေါ်တော့3နှက်ခတ်ခေါ်တော့1 8 3တိဘရိတ်ပေါ့နော်8 3တိဘရိတ်7တုံးတိပရိတ်ကိုသူကဘာထွက်လဲဆိုရင်8ထိပ်3ညပိတ်နဲ့80ဆိုတဲ့10ပရိတ်ထွက်တယ် 80ဆိုရဲရှင်းပရိုက်ဆက်သွားမယ်82တိကျွန်တော်တို့ခွန်ထိတ်80တိသူတို့နှလုံးပေါင်းခြင်းခွန်ရှိတုံညာသုံးလုံးပေါင်းခြင်းခွန်ရှိတုံညာသုံးလုံးပေါင်းခြင်းခွန်ရဲ့ရှိခဲ့ပေါင်းတော့9ခွန်နဲ့ရှင်းနေပေါင်းတော့9ငါးနဲ့တုံညာနဲ့ပေါင်းတော့9လို့ပဲရမယ်9လို့ပဲကျွန်တော်ကမှမှန်ရ9ကိုပါဝါခေါ်တော့တုံညာနှက်ခတ်ခေါ်တော့3 5တုံညာ3ပဋိဟုတ် ဒါဆိုထိတ်စီ204ထိတ်ကို63ဘိတ်နဲ့တော့ဘာလို့လဲ2ထိတ်စီ3ဘိတ်နဲ့23ဆိုတဲ့5ဘိတ်23ဆိုတဲ့ကျွန်တော်တို့5ဘိတ်ဆက်သွားမယ်80ဒီကျွန်တော်တို့10ထိတ်23ဒီသူတို့နှလုံးပေါင်းခြင်း10 3တော်လုံးပေါင်းခြင်းဖြစ်တယ်ရှင်းနှစ်၃၃လုံးပေါင်းခြင်းရှင်းနှစ်နည်းနည်းပေါင်းတော့၃ည၃ည3ရေပေါင်းတော့၃လို့ရမယ်။၃လို့ကျွန်တော်ကမှများရပြီ။၃ကိုပါဝါခေါ်ခြင်းဒီရှင်း နတ်ထက်ခေါ်ခြင်းသည်35သည်ပဋိထိုင်စီ204ထိတ်ကိုအပိတ်က168ပိတ်နဲ့ဘရိတ်က35ဘရိတ်ကိုခွန်တိုင်စီ6ပိတ်နဲ့88ဆိုတဲ့5ဘရိတ်ထွက်တယ်88ဆိုတဲ့5ဘရိတ်ဒါဆိုယနေ့ညနေ4နာရီခွဲမှာ ထိုင်စီဟာ3851ထိုင်စီကိုအပိတ်က646အပိတ်နဲ့ဘရိတ်တစ်ချက်ကြည့်မယ်23နှစ်ထိတ် 98သည်သူလိုလုံးလုံးပေါင်းခြင်း98တောင်းလုံးပေါင်းခြင်းဖြစ်တယ်98တုံးလုံးပေါင်းခြင်း1ငယ်ခွင့်ရပေါင်းတော့9ငယ်ခွင့်ရပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့ဘာရမလဲ9နဲ့8နဲ့ပေါင်းတော့ခွန်လို့ရမယ်ခွန်ပါဝါသည်1တဲ့ခွန်နှစ်ခက်သည်300ခွန်1တုံးညာပဋိဒိလို့ပြတယ်ဒါဆိုထိုင်စီ3851ထိတ်ကို ဘရိတ်ကခွန်နှစ်တောင်ရဘရိတ်နဲ့ကျွန်တော်တို့ကစားကြည့်မယ်ယနေ့ညနေ၄နာရီခွဲမှာเนาะစကွန်ရောက်ရိုက်ထားလဲရတယ်เนาะ385ထိပ်385ဒီထိပ်ကိုအဖေက646အဖေဘရိတ်ကခွန်နှစ်တောင်ရဘရိတ်နဲ့ကစားကြည့်မယ်ကေဘ64ရောက်တော့မျိုးတို့အားလုံးမင်္ဂလာပါခဏတောက်ပေးကြရအောင်မလားဒါပေမဲ့ကိုယ်ပိုင်ကိုခဏစီတက်လာစီတိုင်းလဲစီလိုက်เนาะအာပပပဲကစား အဘဘဝကစားနော်3 9 3 4နော်3 6 8 9 8 4 8 6 5 9 5 4 5 6 1 9 1 4 1 6ခဏတော့72กว่าပဲပုံမှန်နော်လောက် brain နဲ့ညီတာလေးကိုတင်ထိုးဟုတ်ပြီလားခဏထုတ်ပြရမယ်ဆိုလဲကျွန်တော်ရဲ့ကိုယ်မာတွေကိုထုတ်ပြခဲ့မယ်နော် ။ဟန်ခဲ့သည်ကျွန်တော်ကုမာမြန်အလုံးပဲတူဒီနဲ့ပတ်သက်ပြီးမန်ပါခေါ်တာဖွဲ့ဝင်ကြီးတောင်းတာပေါ့ပြီးသတ်မှတ်တာလုံးဝမလုပ်ပါဘူးတူဒီနဲ့ပတ်သက်တာမှန်သမျှကိုစေတနာနဲ့သာကူညီခြင်းဖြစ်ပါတယ်။ပေါက်ခဲ့ရင်လည်းကုဒီမတွေစေတနာရှိသလောက်မဖိုးကိုပဲယူပါတယ်။အဲဒါယနေ့ညနေ၄နာရီခွဲအတွက်တန်းငယ် share all နှစ်ခွက်ထုတ်ထားမယ်။ယနေ့ညနေ၄နာရီခွဲထွက်တဲ့ငယ် share on နှစ်ခွက်ထုတ်ထားပါတယ်။စန္ဒရှိလို့လိုချင်တဲ့ကိုရီမာတွေ share on နှစ်ခွက် လာယူနိုင်ပါတယ်เนาะချေဟောနှစ်ခွန်ကျွန်တော်ကိုမှများလာယူနိုင်ပါတယ်ဒီမှာလာယူရမလဲတန်းငယ်ရေဆိုရင်တော့ဒီဖုန်းနံပါတ်မှာလာယူဒါတန်းငယ်ရေမူရင်းဖုန်းနံပါတ်ဖြစ်ပါတယ်เนาะချောင်းချောင်းခွန်နေကူတော့ 3ခုရှိဖို့ကျွန်တော်ရဲ့ဂိုမာကြီးခိုင်းပြီးတော့လာနိုင်ပါလေယနေ့ညနေ4နာရီခွဲတော့ပေါ့နော်ယနေ့ညနေ4နာရီခွဲတော့ကျွန်တော်ကမှများ share on နှစ်ခွက်တန်းခဲ့ပြီးတဲ့ share on နှစ်ခွက်လာယူခြင်းနဲ့ကမှများဒီဘုန်းနံပါတ်669ခု2ခု3ခု4ခုဟိုင်းပြီးတော့ share on နှစ်ခွက်လာနိုင်ပါလေဘယ်ရဟိုင်းရမလဲဆိုတော့အများဆုံးပြောနေကြတိုင်းပဲမက်ဆေ့ရဟိုင်းပါ မက်ဆေ့ရကျွန်တော်ကိုမအများဟိုင်းပေါ့နော်မက်ဆေ့စင်မပြေတဲ့ကိုရမကြီးဘိုင်ဘာကဟိုင်းနော်မက်ဆေ့ရရမယ်ဘိုင်ဘာရရမယ်ကျွန်တော်ကိုမအများကစင်ပြေတာကနေဟိုင်းမက်ဆေ့နဲ့ဘိုင်ဘာကျွန်တော်ကိုမအများစင်ပြေတာကနေဟိုင်းပေါ့နော်ကနန်းထုတ်ပြီးခင်မယ်။နော်ကနန်းထုတ်ပြီးခင်မယ်။

ရှိကိုရှစ်စယ်လီရှစ်စယ်ချငါးနဲ့ဆိုရင်ငါးကိုငါးလီငါးချနောက်ပြီးတော့တက်ထိတ်ကြမှာဆိုတော့ တကိုးရယ်တလေးရယ်တချောက်ကလာလေးအပပကစားကြည့်ပါနော်အာပပကစားကြည့်ပါအားလုံးမင်္ဂလာညနေခင်းပါတော့။ဟောဆန္ဒရှိလို့ကုံထိုးခြင်းနဲ့ကိုရီမာကြီးစကွန်ရောက်ရယူတော့နော်။ စကွယ်ကြောရယူသွားနော်35တထိတ်ကို646အပိတ်ဘရိတ်က9 3ညဘရိတ်ရဲ့39ဆိုရင်2ဘရိတ်34ဆိုရင်9ဘရိတ်နော်69ဆို9ဘရိတ်74ဆို2ဘရိတ်နော်နောက်ပြီးတော့19ဆိုရင်3ညဘရိတ်နောက်ပြီးတော့16ဆိုရင်9ဘရိတ်ဒါဘရိတ်နဲ့ညီရကနန်းနေနော်39 34 69 74 တကူတချောက်တော့ပြိနေနေတယ်ကနန်းလေးနော်နောက်ပြီးတော့တစ်ခွက်ထည့်ပြလိုက်မယ်56တစ်ခွက်တော့ထည့်ပြမယ်နော်ဒါပဲမင်းရောကွက်ကဒါပဲပေါ့နော်ကဲအားလုံးပဲစင်ပြီးထားပါစေလို့ဖန်ခဲ့ခါဆူတောင်းပေးရင်လိုင်းရှိုးလေးကိုရနာဝင်ပြူပါအားလုံးပဲကိုစင်တွေပြချန်လန်ချမ်းပြကြပါစေဗျာပမိုင်ပါနော်ယနေ့ညနေ4နာရီခွဲတော့ဆန္ဒရှိတဲ့အကူမောင်များ အောင်နှက်ကွက်ထိုးဖို့ဆန္ဒရှိတဲ့ကုရီမတွေ669 293 398ကိုအားပြီးတော့ပန်းရောက်ရှင်နိုင်ပါတယ်ဆန္ဒရှိတယ်ဆန္ဒရှိတယ်လို့ကစားပါတော့โอเคမမိုက်ပါဗျာ